အေဂျန့်နဲ့ညနေခင်းအချိန်ခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာတနင်္ဂနွေပြောပြတဲ့အရာဝင်ပုံမြင်များအစီအစဉ်အပိုင်းနှစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ပြောပြမယ့်ပုံမြင်လေးကတော့ရဲရင်သောစဘာကုံတွေနဲ့အစိတ်သင့်နေမြေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးဟာနိုင်ငံတကာရိုးရာ ပုံမြင် မဟုတ်ပါဘူးကိုယ်တိုင်ရေးထားတဲ့ပုံမြင်လေးဖြစ်ပါတယ်နားဆင်ခံစားကြည့်ကြပါခင်ဗျာ Avogadro Story Magazine ရဲ့ YouTube Channel လေးကို subscribe လုပ်ထားပေးကြပါဦးကျွန်တော်ကတော့တန်လွေမြင့်ပါတခါကစပန်းကုံတွေတယောက်ရှိတယ်သူက လေသမားတွေစီက စပားတွေဝဲပြီးစပားလိုချင်တဲ့ဒေသတွေစီ ရွက်လီနဲ့သွားရောက်တာပဲစပန်းကုံတွေလူငယ်ဟာချမ်းသာတဲ့ကုံတွေကြီးတော့မဟုတ်ဘူးလေဘာဖြစ်လို့လဲဆိုတော့သူက လေသမားတွေစီကစပားဝယ်ရင်ငွေကြေးကိုအတက်နိုင်ဆုံးများများပေးတယ်လို့သူတို့ဘာကိုပြန်ရောက်တော့မယ်ဆိုရင်တော့ အတက်နိုင်ဆုံး short ပေးတာပေါ့မချမ်းသာပေမဲ့သူကျင်နေပါတယ်လယ်သမားတွေရော ဖောက်တယ်တွေရော သူ့ကိုချစ်ခင်ကြတယ်သူ့ခွေးကလေးကိုတင်းပြီးရွက်လီကြီးနဲ့ပင်လယ်ဖြတ်လို့နေရာစုံခီးသွားတာက သူ့အတွက်အမျက်ပဲထမင်းဖြူမွေးတုံဆောင်မှုရာပြို့မောင်တို့ကရောင်းပေးမယ်ခွေးညူဟောင်းတဲ့နာကားကြရင်စဘာလီလီရွက်လီနဲ့စားမယ်စားမယ် တိကျပြလေးတွေတကြောကြောနဲ့စဘာကုန်တယ်ဆိုလူတိုင်းသိကြတယ်တနေ့တော့သူဟာဒေသတစ်ခုကလှေစိတ်မှာသူ့ရဲ့ရွက်လှေကိုစိုက်ကပ်ပြီးစဘာတွေရောင်းနေတာပေါ့ပြို့မောင်တို့ကရောင်းပေးမယ်ဆိုတဲ့တိကျပြရွတ်ဆုံနေချင်းသူ့နားကိုခီးသွားတယောက်ကချင်းကပ်လာတယ်ဒီကလူငယ်ကနာမည်ကျော်နေတဲ့ရွက်လှေကလေးနဲ့စဘာကုန်တယ်ဆိုရလားမှန်ပါပြီခင်ဗျာဟုတ်ပါပြီ မောင်ကဆန်ရီစဘာပေါ်ကျွယ်ွားတဲ့နေရာကိုပဲဆန်စဘာရောင်းပေးနေသလားကွယ်လိုအပ်တဲ့နေရာတွေဘက်ကိုလည်းသွားရောက်မှာပေါ့ဒီလိုပဲလှုပ်ပေးကြတာပါဦးမင်းရေကျွန်တော်ဟာစဘာရှားပါတဲ့နေရာတွေကိုပဲရွေးပြီးဈေးသက်သက်သာနဲ့ရောင်းတာပါတချင်းလေးဆိုပြအောင်မလားခမရနေပါသေးနေပါသေးကွာဦးကမင်းကိုနေရာတစ်ခုအကြောင်းပြောပြချင်လို့ပါအစိမ့်တဲ့နေမြေဆိုတဲ့ကျုံးစုနေမြေလေးရှိတယ်ကွာအစိမ့်တဲ့နေမြေဆိုတော့ကွာစံရီစဘာရှားတာပေါ့ ဒီနေရာကိုသွားနိုင်ရင် ကောင်းမယ်လူတွေကလိုအပ်နေလို့ပါအစိမ့်သိနေမြေဆိုမှတော့မနေကြနဲ့ပေါ့ဦးမင်းရဲ့မနေလို့မရတဲ့အကြောင်းတွေရှိမှာပေါ့ကွယ်မောင်အဲ့ဒီကိုသွားရောက်ပေးမယ်ဆိုဦးကရေချောင်းမြေပုံပေးလိုက်မယ်ငါတော်ရွက်လွှင့်ရင်အဲ့ဒီဘက်မှားရင်းရောက်သွားလို့သိလာတာရဲ့အန်ဒီရများပြီမဲ့ကူညီကောင်းပါလေစပားကုံမေဟာအစိမ့်သိနေမြေကိုစိတ်ဝင်စားသွားတယ် အစိမ့်တင်နေဆိုမှတော့အဲ့ဒီကလူတွေခင်ဗျာစံချိုချိုမွေးမွေးဘယ်မှာစားရပါလိမ့်မလဲသူဈေးသွားရောင်းတင်တာဒီနေရာပဲလို့ဆုံးဖြတ်ချက်ချလိုက်တော့တာပဲထမင်းဖြူမွေးတုံးဆောင်မှုရာပြို့မောင်တို့ကရောင်းပေးမယ်ခွေးညူဟောင်းသန်းနားကားကြရင်စဘာလီလီရောက်နေနေအစိမ့်နေမြေထိုးထိုးအဝေးကိုကိုကိုပြေးလို့သွားတော့မယ်သွားမယ်သွားမယ်ဒီလိုနဲ့သူဟာတချင်းတကြော်ကြော်နဲ့ စဘာအပြည့်လှေပေါ်တင်ပြီးသွားတော့တာပဲခီးသွားကြီးပေးခဲ့တဲ့ရေချောင်းပြမြေပုံတိုင်းသူဟာနိနိညာညာခီးဆက်ခဲ့တယ်မကြာခင်ခတ်ထန်ကြမ်းတမ်းတဲ့နေမြေရောက်တော်မှာကိုမသိတဲ့အလားตาရပြန်ပြူးနေတဲ့သမုတ်ရရေပေါ်မှာသူ့ရဲ့ရွက်လေကလေးကငိမ့်ငိမ့်ညောင်းညောင်းခီးဆက်နေတော့တာပေါ့ခီးတွေကြီးပေးသွားတဲ့ရေချောင်းပြမြေပုံတိုင်းသွားလိုက်တာ လူသူရောက်ပေါက်နေလာတဲ့ပင်လယ်ပိုင်းကိုရောက်လာတယ်။လှိုင်းရီလှီရီကျန်းတဲ့ဒေသဖြစ်တာကြောင့်ဘယ်သူမှတိတ်မလာကြဘူးပေါ့။လူစွန်စားစပွားကုန်တဲ့ဟာနောက်မဆုတ်ပဲအဲ့ဒီဒေသကိုဖြတ်တန်းဝင်ရောက်လာတော့တာပဲလေ။ဟောတဖြည်းဖြည်းနဲ့လမ်းကြောင်းတိုင်းလာလိုက်တာ မြူကိုးတွေပိမ့်ပိမ့်နေတဲ့ကျွန်းစုကုန်းမြေတွေကိုတွေ့တော့တာပဲ။နာမည်နဲ့လိုက်ပါပြီ။အသက်ရှူရတဲ့လေရုမာကအစိတ်တင့်စရာမုန်းကျက်စရာကောင်းနေတော့တယ်။ စပန်းကုံတဲ့လူငယ်ဟာသူ့ရဲ့လှေကြီးကိုကြောက်ဆောင်ကျွန်းလေးတစ်ခုမှာစိုက်ကပ်လိုက်တယ်။စပန်းဆန်ရီလိုအပ်နေတဲ့အစိတ်အသင့်နယ်မြေသားတွေကို သူ့ကုံပစ္စည်းတွေရောင်းမယ်လေ။အတူပါလာတဲ့ခွေးညူကလည်းကုံတယ်နဲ့အတူကမ်းခြေပေါ်တက်လိုက်တာပေါ့။ကမ်းခြေကနေလှမ်းမြင်နေရတဲ့ရွာစီကိုသွားဖို့သူပြင်ဆင်လိုက်တယ်။ဆန်စပားတွေလာရောက်တာမြင်ရင်ဝမ်းသာသွားမယ်ထင်ခဲ့ပေမဲ့ရွာသားတွေကသူ့ထင်သလိုမျိုးမကြိုဆိုကြပါဘူး။ thank you ရန်သူရန်သူတို့တားအမိတွေကိုဖမ်းစားမယ်မိစ္ဆာတွေလာပြီဟဲ့တိုက်ကြခိုက်ကြဒီလိုအော်ဒန်နေကြပြီးတော့မကြခင်အစိမ့်တဲ့နယ်မြေကရွာသားတွေကဒုတ်ဓာလက်နဲ့တည်းနဲ့ကမ်းခြေကိုယောက်လာကြတယ်ရွာသားတယောက်ကဒေါသတကြီးဟဲ့ော်တယ်ဟဲ့ကောင်တရွာသားမင်းကငါတို့ရွာကိုဒုက္ခပေးဖို့နေခင်းကြောင်တောင်ပြောင်ပြောင်ထင်းထင်းတက်လာတာရဲလာကြလားကွာဟုတ်တယ်ကွာဖမ်းကွာစဘာကုန်တဲ့လူငယ်ကအမြန်ပြန်ရှင်းပြလိုက်ရတယ်ကျွန်တော်ကအနီးနားမဟုတ်ပါဘူးဗျာ ဟိုဝေးရလာတဲ့ကုန်းတွေပါခင်ဗျားတို့စီမားစဘာဆန်ရေရှားပါနေတယ်ဆိုလို့လာရောက်လာပါ ခွေးညူကဒေါသထွက်နေတဲ့ရွာသားတွေကိုအမိကလေးနှံ့ပြီးနှုတ်ဆက်လိုက်တယ်စဘာတွေပါလာတယ်ဆိုတာရွာသားတွေကစိတ်ဝင်စားဟန်ပြသွားတယ်မင်းစဘာလာရောက်ပြီမယ်ငါတို့မှမင်းကိုပေးစရာမရှိဘူးကွာငါတို့နယ်မြေတော့အစိတ်သက်နေတာတရွာသားတွေကလည်းငါတို့ကလေးတွေကိုလာပြီးရံပြုတ်နေလို့မနှဲကဝဲကြရတယ် ပေးเสียငွေအသပြာမရှိလဲမမှုပါအောင်ညာခမောင်းလူစီကထွက်တဲ့ကုန်ပစ္စည်းတွေနဲ့လဲယူသွားမှာပေါ့အလိုရှိတဲ့စံစဘာကိုပဲယူကြပါမိကတော်ထူးဆန်းတဲ့ကုန်းတွေပဲအစိမ့်သည့်နယ်မြေစီကိုဘယ်သူမှမလာခြင်းတော့စွန့်ခွာပြီးပဲသွားကြတာရှိတယ်ရွာသားတယောက်ကပြန်ပြောလေရဲ့ကဲအခုဆိုရင်ခမောင်းတို့အတွက်အဆင်ပြေပြီလေစဘာစီတွေရောက်လာပြီမဟုတ်လားစိုက်ကြပြိုးကြပြီတော့အဖိုးခါဖြစ်တော့ခမောင်းတို့နယ်မြေကထွက်တာလေးပြန်ပြေးပေါ့ဗျာဒီစကားကိုကြားတော့ရွာသူရွာသားတွေကကြီးမောကြတယ် ဘယ်မှာစပွားဆိုင်နိုင်ပါမလဲကွာငါတို့ဟာနတ်ဆိုးကလုံးမိษาအတွက်တရွာသားတွေကိုဖမ်းဆီးဖို့တစ်ချိန်လုံးတိုက်ပွဲဝင်နေကြတာငါတို့ကလေးတွေကိုတရွာသားတွေလာမဖမ်းနိုင်အောင်လဲကာကွယ်နေကြတာဒါဆိုရင်လည်းအစိတ်အသင်နေမြေရတယ်ထွက်ပြေးပေါ့ဗျာမရဘူးကွာငါတို့ကအစိတ်အသင်နေတော့ဒီနေမြေလှိုင်းနေကိုကြော်လွန်ပြီးလှေလော်ပြီးပင်လယ်ဘက်သွားဖို့အားမရှိတော့ဘူးဘာပဲဖြစ်ဗျာစုံနှုံးစုံခိုက်ဟောဒီဆန်းဖြူဖြူလေးတွေနဲ့ထမင်းချက်စားကြပါအောင် ဖိုးခါကြောင်းတော့နောက်မှပြောကြပါဦးခင်ဗျားတို့နယ်မြေကိုစိတ်ဝင်စားသမှုဒီမှာတဲဝင်ပြုတ်ပါဗျာကမ်းခြေမှာတဲကလေးထိုးနေကြမှာတို့နယ်မြေဘယ်ဧည့်သည်မှမလာတာကြာဖို့ကုံစယ်လေးဟာမင်းကနောင်မပေးဆိုတော့လေတို့လဲစမ်းဖြူဖြူစားရတာပေါ့အစိတ်မြေမှာနေကျင်တဲ့ဘဆိုတော့ပျော်သလောက်သာနေပါကွာမကြခင်အစိတ်တင်တာတွေမြင်ရမှာပေါ့ကုံစယ်ကလေးဟာသူ့ရဲ့စံတွေကိုရွာသားတွေစီခွဲပေးလိုက်တယ်ပြီးတာနဲ့ကမ်းခြေမှာဝါတဲကလေးစောင့်နေတော့တာပဲ။ အစိတ်သိနေမြေဘာကြောင့်အစိတ်သိရတယ်ဆိုတာစူးစမ်းရမယ်ဟေ့လို့သူက ခွေးညိုကိုပြောလိုက်ပါရဲ့ခွေးညိုကဝုတ်ဝုတ်လို့ပြန်ပြောတယ်အတိဘယ်ကတော့သူကန်းချီမှာပြေးကစားတော့မယ်နော်တဲ့သမင်းဖြူဖွေးတုံးဆောင်မှုရာပြုမောင်တို့ကရောင်းပေးတယ်လူထူးဆန်တို့ကန်းချီနာမှာအပန်းဖြေနာလို့အိတ်ဆက်မဲအစိတ်နေမြေတဲ့တယ်နာစီလှဲ့လေသွားလို့စူးစမ်းကွဲသွားမယ်သွားမယ် ဇဝါကုံတွေလေးနဲ့ခွေးညိုတို့ဟာကမ်းခြေမှာနေထိုင်ရတာရက်အတန်ကြာနေပြီ။သူ့ဆန်တွေကိုသဘောကျတဲ့ရွာသားတွေကလည်းသူ့ကိုခင်နေကြပြီ။နေတာအတော်ကြာလို့ပြင်းလာတဲ့ဇဝါကုံတွေလေးဟာရွာသားတွေစီကအုံးစီနဲ့ငါးကြီးစီတွေကိုစံပိုးအဖြစ်တောင်းပြီးပြန်ရင်ကောင်းမလားလို့တော့စဉ်းစားနေတယ်။ဒါပေမဲ့တညမှာတော့သူမထင်တာတွေဖြစ်လာခဲ့တယ်။အိပ်ပျော်နေတဲ့သူ့ကိုခွေးညိုကလာနှိုးတယ်လေ ရွာဘက်မှာအတန်နေကြတယ်။တိုက်ခိုက်ရန်ပြုနေကြတယ်နေပဲ။သူတို့ဟာအတန်လာရာစီကိုပုံကွယ်ရင်းနဲ့တွားခဲ့ကြတယ်။သူနေထိုင်ရာရွာကရွာသားတွေနဲ့တခြားသူတွေတိုက်ပွဲဖြစ်နေကြတာပဲ။လေးတွေများတွေပြစ်ကြဓာတ်တွေနဲ့ခုတ်ဒုတ်တွေနဲ့ရိုက်ကြစူးညံနေတာပဲ။စဘာကုံတယ်လေးဟာရွာထဲကတိုက်ပွဲကြမှာဘယ်ပြေးရမှမသိဖြစ်နေတဲ့ကလေးတွေနဲ့အဖိုးဖွားတွေကိုဘေးလွတ်ရာဆွဲခေါ်ရတာပဲ။ခွေးညိုက မိရေလောင်နေတဲ့အိမ်ကြီးသားကလေးတွေကိုကြိုက်ချီပြီးဘေးလို့ရအောင်ရွှေ့ပေးတာ။အဲ့ဒါကြာမှာတော့တိုက်ပွဲပြီးဆုံးသွားပါတယ်။ရွာသားတွေကသူတို့ကလေးတွေကိုစောင့်ရှောက်တဲ့စဘာကုံတွေလေးကိုချီးကျူးကြတယ်။ဘာများဖြစ်ကြတာလဲခင်ဗျာ။ဘာကြောင့်ဟိုလူတွေကလာတိုက်ခိုက်ကြတာလဲ။သူတို့ကငါတို့ရွာကိုလူလာဖမ်းတဲ့တရွာသားတွေလေ။တို့မျိုးကို ထိပါလို့မရဘူးဆိုတာသိအောင်ပြန်တိုက်ခိုက်ကြတာပေါ့။လာတိုက်ကြတဲ့ရန်သူတွေတဲကတယောက်ကိုရွာသားတွေကပြန်ဖမ်းမိထားသေးတယ်။ ာဖြစ်လို့ရွာကလူတွေကိုသူတို့ကလာဖမ်းကြတာလေဗျာဂလုံမင်းစားဖို့လူဆက်တာရတယ်လေရွာတွေကကိုဆွေမျိုးထိမှာဆိုတော့ဒီလိုပဲသူတစ်ပါးရွာကလူလိုက်ဆွဲကြရတယ်ဂလုံကြီးစားဖို့လူတယောက်ပေးလိုက်ရင်ဂလုံကြီးကအဲ့ဒီရွာကိုရံမပြူတော့ဘူးကွာကူတော့ငါတို့ရွာကိုလာတိုက်ရင်သူတို့လူတယောက်ဒိုးမိထားပြီဂလုံလူလာတောင်းရင်တို့ကသူ့ကိုပေးလိုက်ရုံပဲအဲ့ဒီညအစပြီးတော့စဘာကုံတွေဟာအစိတ်အသင့်နေမြေအကြောင်းတေချာလိုက်မေးရတော့တာပဲထူးဆန်းနေတာကို ဒီနယ်မြေကကျွန်းတွေကိုဂလုံငှက်ဆိုးကြီးတကောင်ကကြီးဆိုးတယ်။သူဟာတလားကိုတခါရွာသားတယောက်ကိုစားတယ်။သူစားဖို့တယောက်ကဖမ်းလာပေးရတယ်။လာမဖို့ရင်တော့ရွာတွေကိုကောင်းငင်ကနေမီးနဲ့မှုတ်တောင်ပံနေလေမုန်တိုင်းဖန်တီးပြီးတိုက်ခိုက်တော့တာပဲ။ဒါကြောင့်ဒီလိုရွာအဖြစ်မျိုးမကြုံစေချင်တဲ့ရွာသားတွေကတခြားရွာတွေစီလှည့်လည်ပြီးဝင်ရောက်တိုက်ခိုက်လူဖမ်းကြတယ်။ကို့မျိုးတွေကအစားမခံရရင်ပြီးရောပေါ့လေ။ ဒီလိုနဲ့အစိတ်အသင့်နယ်မြေကရွာတွေဟာအချင်းချင်းတိုက်ခိုက်နေကြတာပေါ့ဂလုံးငါဆိုးကြီးဟာထူးဆန်းတဲ့အစိတ်တစ်မျိုးကိုလည်းအဲ့ဒီဒေသတစ်ခုလုံးလွှမ်းခြုံထားတဲ့ဒီအစိတ်ကိုမိသွားကြတဲ့နယ်သားတွေဟာကိုရွာကိုမြေကထွက်တဲ့သီးနှံအစားအသောက်တွေနဲ့ဓာတ်မတည့်တော့ဘူးတဲ့ထူးဆန်းတဲ့အစိတ်ကျိန်းစားပါပဲတပားသူရဲ့နယ်မြေတွေကသီးနှံစားသောက်တွေကိုသွားစားမှအာဟာရဓာတ်ရတယ်လေတပားသူတွေကလည်းသူတို့နယ်မြေကိုကာကွယ်ထားကြတော့သွားစားဖို့ကမဖြစ်နိုင်လူပဲစားလို့ရတယ် စိတ်သင်အစားအစာတွေကိုစားရင်ပူပူအားနည်းလာကြပြီရဲ့ဒါကြောင့်နေမြေတဲကရွာတွေဟာတရွာနဲ့တရွာဝင်ရောက်လူရက်နေကြရတယ်ဒါကြောင့်ရွာအချင်းချင်းတိုက်ပွဲတွေဟာနေတိုင်းရှိတတ်တယ်စံကုံတွေလေးတောင်တိုက်ပွဲတစ်ခုမြင်မှုလိုက်ပြီမဟုတ်လားနောက်တနေ့မနေ့ခွေးညူဟောင်တန်ကြောင့်သူအဲ့ရနိုးလာတယ်ဘာဖြစ်ပြန်ပါလဲညာတိုက်ပွဲမှာဖမ်းမိတဲ့တရွာသားလူစိုးကိုဂလုံးကြီးစားဖို့သွားအပ်မယ်ရွာသားတယောက်ကပြောပြတယ် ဟုတ်ပါရဲ့တရွာသားတယောက်ကို ကျိုးရီတုတ်ထားတယ်သူတို့ရွာသားကိုဖမ်းဖို့လာတဲ့တရွာသားကိုလည်းအားလုံးကစိတ်ကြဆိုးနေကြတယ်လေအဲ့ဒီအချိန်အတန်တန်ထွက်လာတယ်စဘာကုံတယ်လေးစီကပေါ့ခမရတို့ပြောတဲ့ဂလုံးနဲ့ဆိုးကိုကြောက်เสียရမလို့တော့တဲ့နီလန်းပေးမယ်ယူမလားဗျဘာများတော့စံတယ်ရပြောစမ်းပါရွာလူကြီးကပြန်ပြောတယ်ဖမ်းမိတဲ့ဟော်ရီတရွာသားကိုဂလုံးကြီးစီမပို့နဲ့သူ့ရွာကိုပြန်ပို့ပေးလိုက်ဗျ ဟာအတော်ယူတဲ့အကြံပဲငါတို့သူ့ရွာနာကတ်တာနဲ့ဓာရီလန်ကြီးထွက်တိုက်ကြမှာပေါ့ဟောဟုတ်တယ်လေလူလာဖမ်းနေပဲထင်ပါဂလုံးကြီးစားဖို့သွားပေးလိုက်ရင်တို့ရွာနောက်တလားလောက်အေးချမ်းချမ်းထက်နေရအောင်မယ်ရွာသားတွေကတရားတော်ဘောက်ပြောကြပါလေဒါပေမဲ့စံကုံတယ်လေးက ဒီလူကိုလွတ်ပေးရင်စံပိုးတွေလည်းမယူတော့ဘူးဂလုံရံကကင်းဝေးအောင်လဲကြံပေးမယ်လို့ဂရိအတန်တန်ပြီးတာကြောင့်နောက်ဆုံးသူတို့ဟာအနီနာကျွန်းကရွာစီသွားဖို့သဘောတူလိုက်ကြတယ်စံကုံတွေဥဆောင်တဲ့လှေတွေတခြားရွာကိုရောက်သွားတဲ့အခါမျောလင့်ထားကြသလိုဓာရီဒုတ်တွေနဲ့လူတွေထွက်လာကြတယ်ဒါပေမဲ့စံကုံတွေဟာတရွာသားအချင်းသားကိုကျိုးဖြီပေးပြီးတင်းရဲ့ညီကိုတွေကိုပြောလိုက်ပါ ကျွန်တော်ကစကားပြောချင်လို့ခွင့်တောင်းနေပါတယ်လို့ဆိုပြီးမှားလိုက်တယ်။ဒီလိုနဲ့စံကုံတွေလေးနဲ့ပထမရွာသားတွေဟာရွာပြင်မှာစောင့်နေကြတယ်။ရွာတွေကနေလက်နက်ကင်ထားတဲ့လူတို့ချို့ထွက်လာကြတယ်။ကျုပ်တို့ရွာဟာခမားတို့နဲ့ရန်သူမဟုတ်ဘူးဆိုတာကိုပြချင်လို့ခမားတို့ရွာသားကိုပြန်လွှတ်ပေးလိုက်ပါတယ်လို့စံကုံတွေကဥဆောင်ပြောလိုက်တယ်။ပြန်လွှတ်ပေးတယ်ဆိုဘာဖြစ်လို့ဒီထိလိုက်လာကြတာလဲ။ဘာအကြံစီလဲ။ဒီတိုင်းလွှတ်ပေးလဲရတာပဲကိုဆိုပြီး မယုံသင်ငါကြတယ်တဖက်ရွာလူတွေကပြန်ပြောတယ်ပထမရွာသားတွေကဒေါသထွက်ကုန်ကြတာပေါ့ဟုတ်တယ်လေကျူးကျော်သူကိုပြန်လဲလှုပ်ပေးရသေးတယ်သူတို့ကပဲမယုံသင်ငါတွေပြောနေတာကိုဒါပေမဲ့စံကုံတယ်လေးကဝင်ပြောပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မှာအကြံစီရှိပါတယ်ဒါကတော့ခမားတို့ရွာကထွက်တဲ့အစားအစာတစ်သီးဝလံတွေကိုတောင်းဖို့ပါဘာဖြစ်လို့တောင်းတာလဲကွာအစိတ်သင့်နေတယ်လေငါတို့လည်းဒါပဲစားပြီးအစိတ်သင့်နေတာကျိန်စာရဆိုဒါတွေကခမားတို့အတွက်ပဲအစိတ်သင့်တာပါ ကျုပ်တို့ရွာဘက်ကလူတွေစားရင်အစိမ့်မသိတော့ပါဘူးခမားတို့လည်းကျုပ်တို့ရွာထဲဝင်ပြီးအစားတောက်တွေယူငင်စားတောက်ကြပါစံကုံစယ်လေးရဲ့စကားဆုံးမှာနှစ်ရွာလုံးကလူတွေကစဉ်းစားသွားကြတယ်ဒါပေမဲ့အဲ့ဒီရွာကငါတို့သားသမီးတွေကိုဖမ်းထားဘူးတယ်မင်းတို့လည်းငါတို့သားသမီးတွေကိုဂလုံးစားကြွေးဘူးတယ်စံကုံစယ်လေးကဝင်ပြောရပြန်ပါတယ်ဒါတွေကိုခဏမေ့ထားပေးပါဗျာကျွန်တော်တို့အတူတူနတ်ဆိုးဂလုံးရဲ့အစိတ်ကလွတ်အောင်ကြိုးစားကြပါစို့ ဒီလိုနဲ့အစိတ်တဲ့နေမြေမှာမဖြစ်ဘူးတာဖြစ်လာခဲ့တယ်။ကျွန်းနှကျွန်းကရွာနှရွာဟာသူ့ရွာမှာ ကိုလာဆိုင်ပြိုးကို့ရွာမှာသူတို့လာထွန်ရက်ပြီးအစားအသောက်တွေဖန်တီးထားတာပဲ။သူ့နေမြေကို့နေမြေအပြန်အလှန်ဝင်ထွက်ပြီးအစားအသောက်တွေဖန်တီးထားတဲ့အခါအစားအသောက်တွေဟာအစိတ်ဓာတ်တွေတဖြည်းဖြည်းပြတ်ပြဲသွားတယ်။ဒါတွေကိုစားမိကြတဲ့ရွာသားတွေဟာလည်းပုံမူတန်ဆွမ်းကျမ်းပါလာတယ်။ ီလိုနဲ့အစိတ်အသင်နယ်မြေတွေကရွာနရွာဟာရင်းနှီးစွာအတူလက်တွဲပြီးအစားအသောက်တွေဖလှယ်လာကြတယ်။သူတို့နေရွာကြားမှာတိုက်ပွဲတွေမရှိတော့ဘူး။ဒီတရင်ကတခြားရွာတွေစီတဖြည်းဖြည်းရောက်သွားတယ်။ဘာကြောင့်ရောက်သွားသလဲသိလား။ဟုတ်ပါတယ်။စံကုံတွေနဲ့ခွေးညိုလေသူတို့ကတစ်ချိန်လုံးရှောက်သွားနေကြတာ။ဂလုံးစိုးကြီးပတ်ပြန်နေတာမြင်ရင်တော့ကျင်းနေတဲ့ဝင်ပုံးရတာပေါ့။တဖြည်းဖြည်းနဲ့သူ့ရွာကိုတိုက် ကိုရွာသူလူကနေရွာချင်းချင်းဖလှယ်ပြီးစိုက်ပျိုးမွေးမြူရေးတွေလှုပ်လာကြတော့တာ။ ီလိုနဲ့အစိတ်တွေပြဲတဲ့တနည်းရောက်လာတော့တာပဲအမြင့်ဆုံးကြောက်တောင်ကြီးထိပ်ဖြားမှာအတိုက်ဖွဲ့နေတဲ့ဂလုံးနှဆိုးကိုတွားကြည့်ကြရအောင်သူ့စီကိုလူတွေဖမ်းပြီးရွာသားတွေလာမပို့ကြတာကြတော့စီးစိမ်နေရစ်နေရင်သူအံ့ဩသွားတယ်အရင်ကဆို အလူရက်တားကောင်လူသားတွေလာပို့ကြတာလေကဲတရွာလောက်ကိုဂလုံးလောင်ပြီးတိုက်ပေးလိုက်မယ်လို့ဆုံးဖြတ်ပြီးဂလုံးကြီးဆင်းချလာတယ် ဂလုံကြီးကသူ့ကြီးဆိုးထားတဲ့အစိတ်အသင်နယ်မြေကိုကြည့်လိုက်တော့သူပြန်အောသွားတယ်။အရင်လိုအုံမှိုင်းမနေဘူး။ရွေဦးရဲ့အနှွေးထနဲ့တူကြည်လင်နေတော့တာပဲ။သူဟာရွာသားတွေကြောက်တဲ့ဂလုံဟိန်းလန်ကြီးစူးစူးဝါဝါပေးလိုက်ပြီ။ပြီးတာနဲ့တရွာစီကိုတခုံလို့ပြေးဆင်းသွားတယ်။မီးနဲ့မှုန့်မယ်။တောင်ပံနဲ့ရိုက်ပြင်မယ်။တောင်ကြီးတော်မှမရောက်သေးဘူး။အောက်ကနေတက်လာတဲ့ကြောက်ခဲကြီးတလုံးကသူ့ကိုလာမှန်တယ်။အကြီးစားလေးကွာလောက်လဲကြီးနဲ့ပြစ်လိုက်တယ်။ ကြောက်ခဲကြီးပဲဂလုံကြီးဟာရုတ်တရက်ကြောင်သွားပြီးမြေပြင်ပေါ်မှာနားလိုက်တယ်ဒီလောက်ကြီးတဲ့ကြောက်ခဲကြီးကိုအစိတ်မိလို့အားနေနေတဲ့ရွာသားတွေကဘယ်လိုပြစ်နိုင်တာလဲသူစဉ်းစားနေတယ်အဲ့ဒီချိန်သူ့ဘောမြားမှုတွေဒရဆက်ကြတာစိတ်သင့်နေမြေထဲမှာနေကြတဲ့ရွာပေါင်းစုံကလေသမားတွေတန်ခါးတွေဟာရှိသမျှကြောက်ခဲတွေလေးမြားတွေဓာတ်လန်တွေနဲ့အုပ်လိုက်ကြီးသူ့ကိုဝိုင်းထားလိုက်ကြပြီမဖြစ်ဘူးသူပြန်ပြေးမှဖြစ်တော့မယ်ဒါပေမဲ့သူနောက်ကျသွားပြီ ဘယ်ဟာမှန်းကြလာမှန်းမသိတဲ့အီယာမပိုက်ကွန်ကြီးတစ်ခုကသူ့ဘောင်အုပ်ပြီးသားဖြစ်သွားတယ်။သူ့တကောလုံးများလေလှန်နေလဲစိုက်နေပြီလေ။တခါမှမမြင်ဘူးတဲ့ခွေးညိုတကောင်ကသူ့ကိုမခန့်လေးစားလားဟောင်နေတယ်။ဂလုံးနတ်ဆိုးကိုခွေးဟောင်ခံရတာနားတယ်။ဘလို့ပဲဖြစ်ဖြစ်လေရွာသားတွေရဲ့ဟေးကနေကခုံအောင်ပွဲခံလိုက်တဲ့ကြီးကသူ့ကိုတိတ်နေစီတယ်။ ီကိစ္စတွေဖြစ်ပြီးရက်အတန်ကြာတဲ့အခါပင်လယ်ပြင်ဘက်စီရွက်လီလေးတစ်စင်းထွက်ခွာသွားနေတယ်။လူငယ်တယောက်ရဲ့ခွေးညိုတစ်ကောင်ရဲ့စံတွေတော့ပြန်မပါတော့ဘူး။အုံးစီငါးကြီးစီပဇွန်ကြောက်တွေတော့လှေပြေပဲ။အော်တခုကြံသေးတယ်။ဂလုံလက်သေးဆိုတာလေအမှတ်တရပါသွားတယ်။ခမင်းဖြူဖွေးတုံးဆောင်မွေးရာပြို့မောင်တို့ကရောင်းပေးမယ်။ ခွေးညူဟောင်းသန်းနားကားကြရင်စပါးလေးလေးရောက်နေနေရောက်မယ်ရောက်မယ်